ြန်မာ့နွေခရိုနီကယ်နိုဝင်ဘာ26မြင်ကွင်းနိုင်ငံရေးပုံမှန်905ကကြီးနဲ့ဖန်စီအချင်းကြောင့်ဝရန်ထုတ်ခံထားရသူများလူငင်းခွင့်ကြီးညာဆီယနာသိမ်းပြီးနောက်ပြထန်းခဲ့တဲ့ငကူရှိပြီးပုံမှန်905ကကြီးနဲ့မတူပဲတီးခြားပုံမှန်တစ်ခုဖြစ်တဲ့ပုံမှန်905ကကြီးနဲ့ဖန်ဝရန်ထုတ်ခံထားရသူအမှုခွင့်ခံထားရသူရုံးတင်စစ်ဆေးခံရသူ9580ဦးကိုမှုပိတ်သိမ်းပြီးလူငင်းခွင့်ပေးလိုက်ကြောင်းနဲ့ ဆိုပါပုံမှန်နဲ့ပဲအချင်းအောင်နဲ့ကြားခံနေရသူ926ဦးကိုလည်းလူငင်းခွင့်ပြုပြီးဆိုပါပုံမှန်အပြင်ခြားသော ပုံမှန်တွေနဲ့ပါတွဲလျက်ပြည်တန်းချခံထားရသူ2300ကျော်ကိုလည်းပုံမှန်905ကကြီးနဲ့ချမှတ်ခံရတဲ့ပြည်တန်းကိုရှော့ပေါ့လူငင်းခွင့်ပြုလိုက်တယ်လို့နှွေမလ26ရက်နေ့ည8နာရီတည်းမှာအနာသိန်းစစ်ကော်မရှင်ကကြေညာခဲ့ပါတယ်2021ခုနှစ်ဆီယနာသိမ်းပြီးနှစ်ပတ်အကြာဖေဖော်ဝါရီလ14ရက်နေ့မှာ ရာဇသက်ကြီးဥပဒေတဲ့ငွေရှိရင်ဆွဲပုံမှန်905နဲ့ 906ကြာ905ကာကြီးလို့အမည်တက်ထားတဲ့ပုံမှန်အစ်စ်ကိုဖွင့်ဆိုချက်တဲ့ပြထန်းခဲ့ပြီးအဆိုပါပုံမှန်905ကာကြီးကိုအစိုးရနဲ့စစ်တပ်ကိုအကြီးညိုပြက်စေတာဝန်ထမ်းတွေကိုစီရီယံမလုပ်ဖို့တိမ်သွင်းပြောဆိုစီယုံတာတွေညာပြည်သူကိုဖြစ်စေတရားလူစုကိုဖြစ်စေထိတ်လန့်စေရေလူမျိုးချင်းချင်းဖြစ်စေလူမျိုးစုအချင်းချင်းဖြစ်စေတစ်ဖက်နဲ့တစ်ဖက်ပြစ်မှုကျူးလွန်အောင် လုံစော်လင်းပြမှုမြောက်ကြောင့်တစ်ပြားထန်းတဲ့ပုံမှ905ကာကြီးမှာဖွင့်ဆိုထားသလိုချောင်ယွန်းထိတ်လန့်စေခြင်းကောလာဟာလဖြန့်ချီခြင်းနဲ့သတင်းမှဖြန့်ဝေခြင်းနဲ့ရာဇဝမှုကျူးလွန်ခြင်းတွေဆိုတဲ့ပြမှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေပါထည့်သွင်းထားတာဖြစ်ပါတယ်2021ဖေဖော်ဝါရီလဒုတိယပတ်မှာကြေညာခဲ့တဲ့အဲ့ဒီပုံမှကိုငကိုရှိရင်ဆွဲပုံမှ905ထက်ပြည်ရန်ပုံမှုတိုးမြင့်ပြီးရဲရဲပိုင်တဲ့ဥပဒေပုံမှဖြစ်အောင်လဲအာနာသိန်းစစ်တပ်ကစီမံခဲ့တာဖြစ်ပါတယ် ဆီယနာသိမ်းပြီးနှစ်ပတ်ကြာမှထုတ်ပြန်တဲ့ဒီပုံမှန်မှာဝန်ထမ်းတွေလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုတာဝန်ထမ်းဆောင်နေစဉ်၎င်းတို့စိတ်ခွန်အားကျင့်ဝတ်စည်းကမ်းဂျမားရီတို့မဟုတ်ဆောင်ရွက်မှုကိုဟန်တာနှောက်ရှက်ရက်တို့မဟုတ်၎င်းတို့ရဲ့ဆောင်ရွက်မှုကိုမုန်းတီးလာစေရန်တို့မဟုတ်တစ္ဆာဖောက်ဖျက်ရန်စိတ်တဲ့ရင်းရင်ပြက်ပြားစေလျက်ရာဇဝတ်မှုပြစ်မှုမြောက်ချောင်းထဲ့သွင်းဖွင့်ဆိုထားတာပါဒီလိုဖွင့်ဆိုထားခြင်းကိုကြည့်ခြင်းအဖြစ်ရာဇသက်ကြီးပုံမှန်905ကကြီးဟာဆီယနာသိမ်းပြီးနောက် ရပိုင်းတွင်ဖြစ်ပွားလာတဲ့အခြေအနေတွေကိုတုံ့ပြန်မှု CDM လှုပ်ရှားမှုကိုတံပြန်ချိန်ချဖို့ဒီလှုပ်ရှားမှုကိုထောက်ခံလုံခြုံသူစီယုံသူတွေကိုအေးအေးယူနိုင်ဖို့ဒိဗေဖွင့်ဆိုပြထမ်းလိုက်တာလို့အသေးချပြောနိုင်ပါတယ်။ဒီဥပဒေကိုရေလဲသုံးပြီး foreign ထုတ်ခဲ့တာ9580ရှိပြီးဘန်းစည်းကံပြပေးခံရသူကတော့အနည်းဆုံး3000ကနေ9000လောက်ရှိလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒီပုံမှန်တစ်ခုထဲနဲ့ ပြပေးခံနိုင်ရသူ926ဦးကိုလူငင်းခွင့်ပြုတယ်ဆိုတာကြောင့်လက်တလောလွတ်လွတ်ကျွတ်ကျွတ်လူသူ900ကျော်ခြားပုံမှန်တွေနဲ့ပါပြည်တံချထားခံရသူတွေ2300ကျော်ကတော့စုစုပေါင်းခြားခံနိုင်ရတဲ့ပြည်တံနဲ့95ကာကြီးနဲ့ခြားခံရတဲ့ပြည်တံတွေက95ကာကြီးအတွက်ပြည်တံကိုနှုတ်ပြီးခြားခံစေရမယ့်သဘောလို့ယူဆရပါတယ်။နိုင်ငံကျင်းသားများကူညီဆောင်ရှောက်ရေးသိန်း AAPP ကတော့နိုင်ငံပုံမှန်နဲ့ကျင်းထောင်တွေတဲ့2000ကျော်ရှိနေသေးတယ်လို့ကြေညာထားပါတယ်။ ဒီကိန်းကနန်းကဘလောက်ထိတိကျတယ်လဲတော့မသိနိုင်ပေမဲ့ဆီယနာသိမ်းပြီးနောက်နိုင်ငံရေးပေါ်ခြေခံပြီးဖန်ဆီးခံရသူ3000ကျော်ရှိပြီးအဲ့ဒီထဲကအများစုကပုံမှန်905ကာကြီးလို့ဂျမတ်တိုက်ဖြည့်ရေးပုံမှန်လူမျိုးနဲ့ဖန်ဆီးပြည်ရန်ပေးခံရသူတွေဖြစ်ပါတယ်။တောင်ကနန်းနဲ့ချီတဲ့အချင်းချနေသူတွေအားလုံးကိုကြားတဲ့ပြည်ရန်ကာလာနဲ့လူမြောက်ချင်းပြမှုထတ်တိုးခြင်းတွေကိုအတီးပြုဖို့ခက်ခဲတဲ့အခြေအနေမျိုးမှာတိကျတဲ့မှတ်တမ်းတင်မှုရဖို့မလွယ်ကူတာအမှန်ပဲဖြစ်ပါတယ်။ဂီနီးယားမှာအခုပုံမှန်905ကာကြီးလူငင်းကျင်ညာခြင်းက ဒီကစစ်စော်မှုကဘာဖြစ်မလဲဆိုတဲ့မေးခွန်းလည်းပေါ်ထွက်လာပါတယ်။မကြသေးခင်ရက်ပိုင်းကအမေရိကန်ပြည်ထောင်စုရမြန်မာတွေကိုနေခွင့်ပြုထားတဲ့ရိုင်းနေထိုင်ခွင့် TPS ဆိုတဲ့ဗီဇာမျိုးစားသက်တမ်းမတိုးပေတော့ပဲရက်ဆိုင်လိုက်ခြင်းကြောင့်လားဆိုတဲ့ချိတ်ဆက်ကောက်ချက်ချတာတွေလည်းရှိနေပေမဲ့အမေရိကန်ပြည်ထောင်စုက TPS ဗီဇာရက်ဆိုင်ခြင်းကတိုက်ဆိုင်မှုတစ်ခုသာဖြစ်နိုင်ပါတယ်။အနာသိစစ်တပ်အနေနဲ့ကဘာကယုံကြည်နေနေကြတဲ့မကြခင်ချိပမဲ့ရွေးကောက်ပွဲပေါ်ယုံကြည်မှုနိုင်ငံရလာစေဖို့ ခုလိုနိုင်ငံရေးချင်းသားရေးအတွက်အချို့ကိုလွှတ်ပေးပြီးနိုင်ငံတကာအယုံဆိုင်မှုထောက်ခံမှုရလာဖို့ကြိုးစားတယ်လို့ဆိုရင်ပိုပြီးနှိစက်ပါလိမ့်မယ်2030ခုနှစ်ရွေးကောက်ပွဲကာလတုန်းကတော့နာအဖအစိုးရဟာနိုင်ငံအချင်းသားတွေကိုရွေးကောက်ပွဲမတိုင်ခင်လွှတ်ပေးတာမျိုးမရှိခဲ့ဘဲရွေးကောက်ပွဲပြီးရပ်ပိုင်အကြမှာဒေါန်ဆန်းစုကြည်ကိုတက်တန်းတိုးနေတဲ့နိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးသူများကာကွယ်ဥပဒေပုံမှားရဲ့တက်တန်းကာလတစ်ခုပြည့်ချိန်လူရင်းမှာဆက်သုံးမှလွှတ်ပေးခဲ့ပါတယ်။နိုင်ငံအချင်းသားအများပြားကတော့ 2010ရွေးကောက်ပွဲကနေအာဏာရလာတဲ့ဦးသိန်းစိန်အစိုးရအဖွဲ့ဖွဲ့ပြီးနောက်2017နဲ့2012ခုနှစ်တွေကြာမှလွန်မြောက်ခဲ့တာဖြစ်ပါတယ်။ခုလာမယ့်ရွေးကောက်ပွဲကိုတော့2010ခုနှစ်အခြေအနေနဲ့နှိုင်းယှဉ်လို့မရမယ့်အားလုံးသိရှိပြီးဖြစ်ပါတယ်။ထောင်နဲ့33နှစ်ချမှတ်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမတိုင်ခင်မှာသို့မဟုတ်ရွေးကောက်ပွဲပြီးမှလှုပ်ပေးဖို့မျှော်လင့်ချက်နေပါနေစေဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ချိန်တန်ပြီလို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကသတင်းမီဒီယာအသင်းတစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလူသိရှင်ကြားမှတ်ချက်ပေးခဲ့ပါတယ်။ပုံမှန်အားဖြင့်ထိုင်းနိုင်ငံအစိုးရအဖွဲ့ဝင်တွေအနေနဲ့မြမပြည်တွင်နဲ့ပတ်သက်လို့လူသိရှင်ကြားမှတ်ချက်ပြုတာလုံးဝမရှိပေမဲ့အကြခင်ထူထူရေကောက်ပွဲကျင်းပရမယ့်ထိုင်းနိုင်ငံအစိုးရအဖွဲ့ဝင်တယောက်ကခုလိုမှတ်ချက်ပေးပြောဆိုခြင်းကနိုင်ငံထူးခြားတဲ့ပြောဆိုမှုဖြစ်ပါတယ်။မြမနိုင်ငံချင်းနောင်တွေထဲမှာလက်နက်ကိုင်းလှုပ်ရှားမှုမျိုးပြပြောက်ကြားလှုပ်ရှားမှုတွေနဲ့ဆက်ဆက်ပြီးဖန်စီထားသူတောင်ကနန်းနှစ်ရှင်းပြည်တန်းချမှတ်ခံထားရသူထောင်ထဲချီရှိပြီးဒေတန်တသက်တကြုံပြည်တန်းချမှတ်ခံထားရသူ ရာကနန်းကနေထောင်ကနန်းအထိရှိနေသေးတာဖြစ်ပါတယ်။ကုလူမြောင်းလာသူရာကနန်းကနေထောင်ကနန်းဝေးကျင်အတွက်ဝမ်းမြဝမ်းသာစရာကောင်းတာအမှန်ဖြစ်ပေမဲ့ကျင်းနောင်တွင်ကြန့်ရှိနေသေးတဲ့တောင်ကနန်းများရှိတဲ့နိုင်ငံချင်းသားတွေလူမြောင်ရေးကျင်းကြနေစဉ်စိတ်ခွန်အားရုပ်ဝတ္ထုကူညီ၎င်းတို့ရဲ့မိသားစုတွေကိုစိတ်သက်ရေးရရုပ်ဝတ္ထုပိုင်းဆိုင်ရာအားပေးကူညီကြဖို့ကလည်းပိုပြီးရေးကြည့်တာဖြစ်ပါတယ်ရှင်။ ယေရှုတော်နေ့မတိုင်ခင်တည့်ရက်လိုမှာအမေရိကန်သမ္မတအိမ်ဖြူတော်ကမှမျိုးသားအဆောင်တပ်ဖွဲ့ဝင်အုပ်တရသမားတို့ကဘလုံးနေ့ကနီးကပ်ပစ်ခတ်ခဲ့လို့အပြင်းထန်တန်ရာရရှိခဲ့ကြပါတယ်။ FBI ကပစ်ခတ်ခဲ့သူရဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ဖို့ကြိုးပမ်းနေချိန်မှာပဲသမ္မတထရန့်ကတန်တရာရှိသူရဲ့နိုင်ငံသားနဲ့ပတ်သက်ပြီးချက်ချင်းပဲပြစ်တင်ပြောဆိုခဲ့ပါတယ်။ We must now re-examine every single alien ဖန်စီခနာတဲ့သူဟာကဘာပေါ်ကငရဲပြည်ဖြစ်တဲ့အာဖဂန်နစ္စတန်နိုင်ငံကနေအမေရိကန်ပြည်တော်စုတဲကိုဝင်ရောက်လာခဲ့တဲ့နိုင်ငံသားဖြစ်ပါတယ်။ဘိုင်ဒန်လက်ထက်မှာအာဖဂန်နစ္စတန်ကနေကျွန်တော်တို့နိုင်ငံတွေကိုဝင်ရောက်လာသူတိုင်းကိုအခုပြန်လည်စစ်ဆေးရပါမယ်လို့တမရထရန်ကပြောဆိုပါတယ်။အဲဒီနောက်အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ပြောင်းရွှေ့နေထိုင်ခွင့်ရှောက်ထားမှုတွေအလုံးကိုရပ်ဆိုင်းလိုက်ပြီလို့အမေရိကန်ဆိုရကကြေညာခဲ့ပါတယ်။အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကတော့ပြစ်ခတ်ခဲ့သူလို့တန်တရားရှိသူဟာဝါရှင်တန်ပြည်နယ်မှာနေထိုင်သူ ရမန်ဒူလာလာခန်ဝဲဆိုသူဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။အမေရိကန်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်နိုင်ငံကနေဆုတ်ခွာပြီးတဲ့နောက်မှာတာလီဘန်တွေလက်စားချေတုံ့ပြန်မှုကိုကြောက်ရွံ့လို့အာဖဂန်တွေကိုပြန်လည်နေရာခြားထားပေးရေးစီစဉ်တဲ့2021ခုနှစ်မှာအမေရိကန်နိုင်ငံထဲကိုဝင်ရောက်လာခဲ့သူလို့ဆိုပါတယ်။လာခန်ဝဲဟာအမေရိကန်တပ်ဖွဲ့အနေနဲ့တူအာဖဂန်စစ်တပ်မှ10နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တယ်လို့ NBC သတင်းဌာနကဖော်ပြပါတယ်။ရိုက်တဲ့သတင်းဌာနကလည်းဒီနှစ်အေဘီလာမှာသူ့ရဲ့ခေါလုံဝင်ကိုအတီးပြူပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဆေးရုံတင်ထားရတဲ့အပြင်းထန်တဲ့ရသွားတဲ့တပ်ဖွဲ့အနှူးကတော့ West Virginia အမျိုးသားအစိုးရတပ်ဖွဲ့က Washington DC မြို့တော်မှာရာဇဝတ်မှုထိန်းချုပ်ရေးနဲ့ဆီလုပ်ထားတဲ့အငင်းပွားပွဲရအစီအစဉ်ကဖြစ်ပါလေ။ဒီပိတ်ကမှုဖြစ်ပြီးတဲ့နောက်မှာတမနာထွန်းကမြို့ထဲကိုအစိုးရတပ်ဖွဲ့ဝင်900ထပ်မံဆီလုပ်ဖို့မိန့်ပေးခဲ့ပါလေ။ပြီးခဲ့တဲ့သတင်းဘက်ကတော့တရားသူကြည်တူးကယူကန်ဝင်စဲကာလမှုတပ်ဖွဲ့ဝင်တွေထက်ဆီလုပ်ချထားမှုကိုရပ်ဆိုင်းထားဖို့အမိန့်ချမှတ်ထားပါတယ်။ ပြစ်ခဲ့ရတဲ့အကြောင်းရင်းကိုတော့ FBI ဥဆောင်တဲ့စုံစမ်းအဖွဲ့ကစုံစမ်းစစ်ဆေးဆဲဖြစ်ပါလေခင်ဗျာ။ ဖို့ကအထက်မြင့်အိမ်ယာမီးလောင်ကျွမ်းနေတာဟာ24နှစ်ရီကျော်သွားပေမဲ့မီးငိမ့်တရေလုပ်ငန်းတွေကိုအပူတပြင်းဆောင်ရွက်နေရဆဲဖြစ်ပါတယ်။ကျတဲ့ဘရင်းနေမုံလပိုင်းကသတင်းစာရှင်းလင်းပွဲမှာအာနာပိုင်းတွေကတည်ဆုံးသူဦးရေအနည်းဆုံး65ဦးအထိမြင့်တက်လာပြီလို့အတည်ပြုထားပြီးဒဏ်ရာသူ82ဦးနဲ့အဆက်အသွယ်မရသူ300နီးပါးရှိတယ်လို့ဆိုပါတယ်။ In the fire ground and the ကျွန်တော်တို့ရဲ့အဓိကအခက်အခဲကမီးပူချိန်အရင်မြင့်နေတာပါ။ဝါရန်နေရာပြိုကျသွားတော့အထဲမှာဖွဲ့စည်းပုံကအရင်ကျင်းသွားပါလေ။ မိသက်သမားတွေကဘူဒံကိုခံပြီးတထက်ချင်းတက်တက်ဆင်းဆင်းဝင်ရတာပါလို့ဟောင်ကောင်မိသက်တပ်ဖွဲ့ကပြောဆိုပါတယ်။ယောက်ကွန်း工程公司的负责人ဒီရေမြုပ်ပစ္စည်းတွေကမိကိုအလင်းမြန်ကူးဆက်ပြတ်နေစေတဲ့လာလာရှိနေပါလေ။ဒီဆောင်လုပ်ရေးကုမ္ပဏီရဲ့တာဝန်ရှိသူတွေအလွန်တာဝန်ပေါ်ဆမှုကျွလွန်ခဲ့တယ်လို့ယုံကြည်စရာရှိနေပါလေ။မိကထိမရအောင်ပြန့်သွားပြီးတော့လူများပြားသေဆုံးတဲ့ရရှိခဲ့ရတာဖြစ်ပါလေလို့ဟောင်ကောင်ရဲတပ်ဖွဲ့အစ်မရရှိအေလင်ချောင်းကပြောဆိုသွားပါတယ်။ ရဲတပ်ဖွဲ့ကဆောက်လုပ်ရေးကုမ္ပဏီရဲ့တာဝန်ရှိသူအမျိုးသားဝန်ထမ်း၃ဦးကိုလူသေးစေမှုတန်တရားနဲ့ဖမ်းဆီးထားပါတယ်။ဒီတိုက်ခန်းကိုလွန်ခဲ့တဲ့နှစ်၂၀ကျော်ကတည်းကဝယ်ထားတာ။ကျမတို့ပိုင်ဆိုင်သမျှအားလုံးဒီထဲမှာရှိတာပါ။အခုအကုန်လုံးမီးလောင်ပြီးဘာမှမကျန်တော့ဘူး။အစိုးရကအကူအညီပေးဖို့ပဲမျှော်လင့်တာပါ။တခြားဘာမှမတောင်းဆိုချင်ပါဘူးလို့အင်ယာမာနေထိုင်သူတူကပြောဆိုပါတယ်။ဒေသခံတို့ကတော့ကေဇယ်ရေးဆောင်ရွက်ချက်ကိုပြစ်တင်ဝေဖန်နေကြပါလေ စိတ်ဆိုင်ဒီပေါ်ရှင်ဟိုကောဖန်ကိုဒီတဲ့သမားတွေကကျမတို့ဘလောက်မှမီးကိုနိုင်နေသေးတဲ့အချိန်မှာအရင်နှိမ့်ပြီးအထဲကလူတွေကိုအရင်ကယ်ထုတ်တင်တာပေါ့အခုတော့ကျမတို့ဘလောက်ကမီးထက်လောင်နေတော့ကျမရဲ့သမီးနဲ့မျိုးသားကအခုထိထွက်မလာသေးပါဘူးအိမ်ကြီးရဲ့မျိုးသားကတော့ထေသွားပါပြီဟောင်ကောင်ဟာကမ္ဘာပေါ်မှာလူဦးရေထူထပ်ဆုံးနေရာတွေထဲကတနည်းအားဖြင့်ပြီးအိမ်ချမ်းမြေဈေးကြီးဆုံးမြို့တွေထဲမှာလည်းပါဝင်ပါလေဝမ်ဖူကိုအထက်မြင့်အင်ယာဟာအစိုးရထောက်ပံ့ဈေးနှုန်းနဲ့အိမ်ပိုင်ဆိုင်ခွင့်စီမံကိန်းအောက်ကအင်ယာတစ်ခုဖြစ်ပါလေ အထက်မြင့်တိုင်ရှစ်လုံးမှာတိုက်ခန်းပေါင်း2000နီးပါးလူဦးရေ4600ကျော်နေထိုင်တဲ့အိမ်ယာဖြစ်ပါတယ်။ဟောင်ကောင်ဟာတန်ဖိုးနဲ့အိမ်ယာအများနဲ့ပြက်လက်နေတဲ့မြို့ကြီးတစ်မြို့လည်းဖြစ်ပါလေခင်ဗျာ။ နီပင်စောနိုင်ငံမြို့တော်လမ်းမတွေပေါ်သမရအိမ်တော်နဲ့ရွေးကောက်ပွဲကော်မရှင်ရုံးအနီးဝန်းကျင်မှာတနက်တန်တွေထွက်ပေါ်လာပြီးလက်နက်ကင်စစ်သားတွေကလမ်းတွေကိုထိန်းချုပ်လိုက်တဲ့အတွက်အထိတ်တလန့်ဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်ဘက်ရာရှိတစုကနိုင်ငံပိုင်ရုပ်သံမှာပေါ်လာပြီးအာဏာသိမ်းလိုက်ပြီလို့ကြေညာပါတယ်။မြို့သားလုံခြုံရေးနဲ့ပြည်သူတရားဥပဒေစိုးမိုးရေးပြန်လည်ထိန်းသိမ်းမှုဆိုင်ရာစစ်ဘက်အစစ်မြေကုတ်ကဲမှုဌာနချုပ်ကသမရကူရာတို့ကနေချက်ချင်းဖယ်ရှားလိုက်ပြီးနိုင်ငံပိုင်ဖွဲ့စည်းတွေအားလုံးကို နောက်ထပ်အမိတ်မရမခြင်းပိတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်ရှိလုံဆောင်နေတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလည်းချက်ချင်းရပ်ဆိုင်လိုက်တယ်လို့ရေချောင်း၊ကုန်းချောင်း၊နေဆက်တွေနဲ့လေပိုင်နက်တွေကိုလည်းပိတ်လိုက်ပါတယ်။တိုင်းပြည်တည်ငြိမ်မှုပြတ်ပြောင်းအောင်လုံဆောင်နေတဲ့စီဇန်တစ်ခုကိုတွေးရှိခဲ့ရတဲ့အတွက်အခုလိုတုံ့ပြန်ဆောင်ရွက်တာဖြစ်တယ်လို့သူတို့ကပြောပါတယ်။လွတ်လပ်ရေးရပြီးကတည်းကအာဏာသိမ်းမှု၄ချိန်ကျုံ့တွေ့ခဲ့ရပြီးနိုင်ငံရေးမငြိမ်သက်ဖြစ်နေတဲ့ဒီနိုင်ငံမှာတင်းမာမှုတွေရှိနေတဲ့ရွေးကောက်ပွဲယာယီရလက်တွေမကျင်းကြခင်တရက်လိုမှာ ခုလိုပဲအာနာသိမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဒုတိယတတန်ဆက်လက်ထမ်းဆောင်မှုဂျိုးပန်းနေတဲ့တမရအူမာရိုဆစ်ဆိုကိုအမ်ဘာလိုကတော့ France 24သတင်းဌာနနဲ့ဖုန်းပြောဆိုမှုတစ်ခုမှာသူတကယ်ပဲယာလုကနေဖယ်ရှားခံလိုက်ရပြီလို့အတည်ပြုပြောကြားခဲ့ပါတယ်။သူဟာစစ်ဌာနချုပ်မှာရောက်နေပြီးလွတ်လွတ်လပ်လပ်ပြောဆိုခွင့်မရှိဘူးလို့ဆိုပါတယ်။ဒီနေ့ကနေ့ကပြုလုပ်ခဲ့တဲ့ပထမအကြော်မဲပေးဝဲပြီးမှအင်္ဂါနေ့မှာတော့သူရောသူ့ရဲ့နိုင်ငံရေးပြိုင်ဘက် Fernando Diaz နှုတ်စလုံးကအနိုင်ရရှိကြောင်းကြေညာထားခဲ့ကြတာပါ။ ဝန်ကြီးချုပ်ဟောင်းဒိုမီကိုစီမို့စ်ဘယ်ရက်ယောက်ကတော့နိုင်ငံရေးပြိုင်ဘက် DS ဟာဘေဆောမြို့မှာဘေးကင်းလုံခြုံမှုရှိနေပြီးဒီဖြစ်ရက်နဲ့ဘာမှပတ်သက်မှုမရှိဘူးလို့ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။ ိုလံပီယံနယ်မြေဟောင်းမှာနှစ်ပေါင်း2500ကျော်ရှေးဟောင်းအခမ်းအနားပုံစံအတိုင်းနေရောင်ခြည်ကိုအသုံးပြုပြီးမီးရှူတိုင်ကိုမီးထွန်းညှိခဲ့ပါတယ်။ရာသီဥတုအခြေအနေဆိုးရွားလာမှကိုစိုးရင်ရတဲ့အတွက်အိုလံပစ်မီးရှူတိုင်လက်ဆင့်ကမ်းတည်ဆောက်မှုမစတင်ခင်နှစ်ရက်လူတလင်းလာနေကလေးကဒီခမ်းနားကိုကြိုတင်ကျင်းပခဲ့ပါတယ်။ရာသီဥတုတံမခံရအောင်ကာကွယ်ထားပြီးဘုံတုံးနေမှာတော့မီလန်ကော်တီနာဆောင်းရာသီအိုလံပစ်ပွဲတော်စီဦးတည်မဲ့ခီးစဉ်ကိုစတင်ထွက်ခွာလာပါတယ်။ပြည်ပဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌကတော့ ဝမ်းနဲ့ဝမ်းသာမျက်ရည်မကြောက်အောင်မနဲ့ထိန်ထားခဲ့ရပါတယ်။ဒီနေရာကအရန်ကိုထူးကြပါတယ်။ဒီနေ့ခေတ်လို့စေဝန်းကွဲပြားနေတဲ့ကဘာကြီးမှာဒီအားကစားပွဲတော်ကစစ်မှန်တဲ့ပြရုပ်တစ်ခုဖြစ်တည်ရှိနေလို့ပါ။ကဘာတွမ်းကအားကစားသမားတွေငြိမ်းချမ်းစွာအထူးတကားပေါင်းစည်းနိုင်ရေးဟာကျမတို့ရဲ့တောင်းဝန်နဲ့ဝတရားပဲဖြစ်ပါလေလို့သူကပြောကြားခဲ့ပါတယ်။မီးရှူတိုင်းဟာခရီးကွာဝေးကီလိုမီတာ12000နီးပါးကိုဖြတ်သန်းသွားမှာဖြစ်ပါတယ်။ဗမာစုံဂရိတ်နိုင်ငံနဲ့နိမိတ်တွဲမှာလှည့်လည်ပြီးလာမယ့်ဇန်နဝါရီနေ့မှာ အီဇင်မြို့မှာလွှဲပြောင်းပေးရပွဲပြုလုပ်မှာပါအီတလီနိုင်ငံမှာတော့နောက်ထပ်နှစ်ရက်ကြာရောမမြို့ကနေလက်ဆင့်ငန်းခီးစဉ်စတင်မှာဖြစ်ပါတယ်အိုလံပစ်မီးရှူတိုင်းဟာအီတလီပြည်နယ်တွေအားလုံးမြို့ကြီး60မြို့ငယ်300ဒေသကြီး20နဲ့ယူနက်စကိုအသိမှတ်ပြုတဲ့နေရာတွေအားလုံးကိုဖြတ်သန်းသွားမှာဖြစ်ပါလေဂုံယူဝန်ကြောစွာတည်ဆောင်မဲ့သူတပေါင်းတူကရောက်ဘက်တောင်ကုန်းတောင်တန်းနေစီကနေတောင်ဘက်ကဲဝဲတိုင်းနေအထိတည်ဆောင်သွားကြမှာပါလို့2026 Milan Cortina Comedy ဥက္ကဋ္ဌကပြောပါလေ။ ဇန်နဝါရီလ26ရက်နေ့မှာကော်တီနာမြို့ကိုပထမဆုံးဝင်ရောက်ရန်နာပြီးတဲ့နောက်ဖေဖော်ဝါရီလ6ရက်နေ့မှာတော့2026ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ဖွံ့ဖွဲခန္ဓာကျင်းပမယ်။မီလန်မြို့ကဆန်စီရိုအားကစားကွင်းကြီးစီကိုအိုလံပစ်မီးရှို့တိုင်းရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာ။